ပြည်သူများအားလုံးမင်္ဂလာခင်ဗျာမနေ့ကညကထိုင်းနိုင်ငံမှာစမရော CN ဆိုတဲ့ဖိုက်ပြိုင်ပွဲကြီးကျင်းပခဲ့ပါတယ်အဲ့ပြိုင်ပွဲမှာကျော်စွာဝင်းရဲ့လေ့ကျင့်ပေါ်လေ့ကျင့်ပဲလည်းဖြစ်တယ်တင်ကြားပေးရဲ့ဆရာလည်းဖြစ်တယ်နောက်ပြီးတော့မိတ်ဆွေတငယ်ချင်းလည်းဖြစ်တဲ့ 1-2K ပွဲထုတ်ခဲ့ပါတယ် 1-2K ဟာအချိန်လုံးက1 championship မှာဒိလိကျဖိုက်တာတယောက်ဖြစ်ခဲ့ဆိုတော့ပြည်သူတွေသိပြီးသားခင်ဗျာကျော်စွာဝင်းကနေဖက်ဒက်ချင်ကိုရောက်လာတော့ဖက်ဒက်ချင်ရဲ့တတိယကိုယ်တိုင်က ဝိုင်းတူကီကိုတောင်းပေးပြီးတော့ကျော်စာဝင်းကိုလစ်ကျင့်တင် जा ပေးစေခဲ့တာဖြစ်ပါတယ်။မနေ့ကပွဲစဉ်မှာဝိုင်းတူကီကမက္ကဆီကိုဖိုက်တာလေးနဲ့ပွဲထုတ်ခဲ့ရပါတယ်ခင်ဗျာ။3မိနစ်3ရှီစင်ကိုပွဲကိုထုတ်ခဲ့တာပါ။ပွဲကြီး3ရှီလုံးမှာသူကအသာစီးအနေထားနဲ့ကစားသွားခဲ့ပါတယ်ခင်ဗျာ။အဲ့တော့ဒီပွဲပြီးမှအမှတ်နဲ့ဆုံးဖြတ်ရတယ်။တယောက်ကိုတယောက်အလဲမထိုးနိုင်ခဲ့တော့ဘယ်သူနိုင်မလဲဆိုတာအမှတ်ပိတန်လူကြီးရဲ့အဆုံးဖြတ်ကိုခံယူရတယ်ပေါ့လေ။ဒီမှာအမှတ်ပိတန်လူကြီးအားလုံးက ဝိုင်တုကေကိုအနိုင်ပေးလိုက်ပါတယ်ခင်ဗျဒီပွဲမှာစင်ဘောတက်ခါနီဝိုင်တုကေကမြမယူရလက်ခမောင်းကိုခတ်ပြသွားခဲ့တယ်ခင်ဗျဒါလည်းကျော်စောင်းဝင်းရဲ့ဗီဒီယိုဖိုင်တွေကိုကြည့်ရသူတွေဆိုရင်သိပြီးသားဖြစ်မှာပါနာခရပလက်တင်နဲ့စတန်ဖက်ဒက်စလက်တင်နဲ့ပြီးတော့ဝိုင်တုကေကိုရန်လည်းတင်ထားပါတယ်ခင်ဗျအဲ့ဒါကတော့ဖက်ဒက်စင်ကိုကျော်စောင်းဝင်းရောက်လာပြီးရဲ့နောက်ပိုင်းမှာသူတို့ကလည်းကျော်စောင်းဝင်းကို Time Bazaar စကားနဲ့စနောက်တယ်ပြီးတော့ Time Bazaar စကားလည်းတင် जा ပေးတယ်ပေါ့လေကျော်တော်ဝင်းကလည်းမင်္ဂလာပါကနေစရှိပြီးတော့မြမယူကလဝင်းနဲ့ပတ်သက်တာတွေကိုသူတို့ကိုပြန်လည်ဝေမျှတယ်အဲ့ထက်မှာမြမယူကလက်ခမောင်းလေးပါဝင်ခဲ့တယ် Y2K ကမြမယူကလက်ခမောင်းကိုသဘောကျတာကြောင့်လေ့ကျင့်ပြီးတဲ့အချိန်တိုင်းမှာသူကကျော်တော်ဝင်းကိုလက်ခမောင်းဟန်ရေးပြပြီးတော့အဲ့ဒါကိုရအောင်လုပ်ခဲ့တယ်မနေ့ကစင်မော်တက်ဖို့သူ့နာမည်ကိုခေါ်လိုက်တဲ့အချိန်မှာ ဝိုင်လူကြီးကမြမယူရလက်ခမောင်းကိုပြတ်တာပြီးမှစင်မော်ကိုတက်သွားခဲ့ပါတယ်။အခုဆိုရင်ဝိုင်လူကြီးကနေမြမယူရလက်ခမောင်းကိုအဲ့လိုမိတ်ဆက်လိုက်တဲ့ဗီဒီယိုဖိုင်လေးဟာတိုင်းပရိသတ်တွေကြားမှာလဲပြန့်နှံ့သွားခဲ့ပါပြီ။မျှဝေမှုတွေများပြားနေပါပြီ။မနေ့ကဝိုင်လူကြီးကအနိုင်ရလက်ကိုအရောက်ယူနိုင်ခဲ့တယ်။ဒီလနောက်ဆုံးသတင်းပတ်မှာကျော်စာဝင်းလဲပွဲထူရမယ်လို့သတင်းကြီးကြားနေပါတယ်ခင်ဗျ။ဟုတ်ကဲ့ကျော်စာဝင်းနေနဲ့လဲ သူ့ရဲ့ဆရာသူ့ရဲ့လေ့ကျင့်ပေါ်လေ့ကျင့်ဖက်သူ့ဘောထမှာအရန်ကောင်းတဲ့ Y2K လို့နိုင်ပွဲရယူပြီးတော့ဝမ်းမှာဝှက်ထွက်လာနိုင်ပါစေလို့ဒီနေ့အားနေဆုတောင်းပေးလိုက်ပါရခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ